ဒီနေ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ဖို့ရထားတဲ့အရင်းအမြစ်ကလေဒေါက်တာအယ်ဘတ်အဲလစ်ရဲ့စာဖို့ကောင်းတော့ချက်တွေပေါ့။စိုးရင်စိတ်ကိုထိန်းချုပ်တာကပတ်သက်ပြီးတော့ဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတာကဒေါက်တာအယ်လစ်ကိုတိုင်ကဟိုငငယ်တုန်းကတော်တော်လေးစိုးရင်စိတ်များခဲ့တဲ့သူပြီးတော့ဒီနီလန်းနဲ့သုံးပြီးသူကိုယ်တိုင်အရာတွေကိုကြော်လွှားနိုင်ခဲ့တယ်ဆိုတာပဲအဲ့ဒါကတဲ့ရေးကြီးတဲ့ချက်ပါပဲ ဘာလို့လဲဆိုတော့လေဒီရဲအမြင့်ဒီကမိတ်ဆက်ပေးနေတာက RB ထီလို့ခေါ်တဲ့ကုထုံးတစ်ခုရှင်ချင်းတုံတရားနဲ့စစ်ခန်းစားမှုအပြုအမူတွေကိုကုထားတာပေါ့ REBD နော်ဟုတ်ကဲ့ဒါကအဲ့ဒါ CBT လို့ခေါ်တဲ့တိမှုအပြုမှုကုထုံရဲ့အစောပိုင်းပုံစံတစ်ခုလို့ဆိုနိုင်တယ်။อืมသူရဲ့အဓိက kernel idea ကဘာလဲဆိုတော့ကျွန်မတို့စိတ်ခံစားမှုတွေအထူးဖြင့်စိုးရင်စိတ်လိုမျိုးဟာအဖြစ်ဖြစ်တည်ကြောင့် direct ဖြစ်တာမဟုတ်ဘူးတဲ့။ဟုတ်လား။ဟုတ်ကဲ့ အဲ့ဒီအဖြစ်အပျက်တွေပေါ်မှာကျမတို့ထားလိုက်တဲ့ယုံကြည်ချက်တင်အထူးသဖြင့်တားတင်းကျက်တဲ့မဖြစ်မနေဆိုတဲ့အတွေးခေါ်တွေအဲ့ဒါတွေကြောင့်ဖြစ်ရတာပါတဲ့ဒါကအဲ့ဒီခေတ်ခါကဆိုတော်တော်လေးကိုအတွေးတွေပဲဟုတ်ပါတယ်ဆိုတော့အဖြစ်အပျက်ထက်အဲ့ဒီအဖို့ကိုဘလို့တွေးလိုက်တယ်လဲဆိုတာကပိုရေးကြီးွားတာပေါ့မှန်ပါတယ်ဒီနေ့အဲ့ဒါကိုပဲဆက်ဆွေးနွေးကြည့်ရအောင်ဒီအရင်မိတေထဲကနေစိုးရင်စိတ်ကဘလို့အလူးလူးလဲအမ် ချမ်းမာတဲ့စိုးရင်စိတ်နဲ့ချမ်းမရင်နဲ့မညီတဲ့စိုးရင်စိတ်ဘလို့กว่าလဲဟုတ်ကဲ့ပြီးတော့အဲ့ဒီလိုအတွေ့တွေကိုပြောင်းလဲပြဖို့ REBT ကဘလို့ဒီကကြတဲ့နီလန်ကြီးပြေးထားတယ်လဲဆိုတာလေးကြည့်ကြတာပေါ့ကောင်းပါတယ်ပထမဆုံးလေစိုးရင်စိတ်မှာချမ်းမာတယ်ဆိုတာမျိုးရှိတယ်နော်ဥပမာတတိထတာကျုပ်ပင်စင်တာဟုတ်ကဲ့လမ်းကူးရင်ကားကြည့်တာမျိုးပေါ့အန်တယ်မဖျားအောင်ကိုယ့်ကိုကားခွေတာဒါကလိုအပ်တယ်ဟုတ်တယ်အဲ့ဒါနဲ့စန့်တင်ဘာချမ်းမာရင်နဲ့မညီတဲ့စိုးရင်စိတ်ကြတော့ အခြေအနေနဲ့မလိုက်အောင်လွန်ခဲနေတာထိတ်လန့်တကြားဖြစ်နေတာဟွန်းကိုကိုကိုအရင်လိခိုင်ရှင်းနင်းနာတော့မလို့လို့တွေးဖြစ်ကြောက်နေတာဥပမာဟိုစင်ပေါ်သက်စကားပြောရမှာကိုတေမလောက်ကြောက်တာမျိုးပေါ့ဟုတ်ပါပြီ RBD အရကြတော့အဲ့လိုလွန်ခဲတဲ့စိုးရင်စီတွေအရင်ခံတရားခံက must တွေလို့သူကသုံးသက်တယ် must ဟုတ်မဖြစ်မနေဆိုတဲ့အတွေးတွေဆိုလိုတာကငါးတာကိုကောင်းကောင်းလုပ်နိုင်ရမယ် လူတိုင်းကငါကိုသဘောကျရမယ်။ဟွန်းအခြေအနေတွေကမဖြစ်ချင်တယ်လို့ဖြစ်နေရမယ်ဆိုတော့တအားတင်းကျပ်ပြီးလိုက်လျောညီထွေမရှိတဲ့အတွေးခေါ်တွေပေါ့။ဟုတ်ကဲ့။တကယ်လက်တွေ့ကမှကကြတော့အမြဲတမ်းအဲ့ဒီမဖြစ်မနေတဲ့အတိုင်းဖြစ်မလာဘူးလေ။အဲ့ဒီခါမှစိတ်ဒုက္ခရောက်တော့တာ။ဒီမဖြစ်မနေဆိုတာတွေကတကယ်ပဲကျွန်တော်တို့ခေါင်းထဲမှာရှိနေတတ်တာပဲ။တတိမထမိတာတောင်ဖြစ်နိုင်တယ်။ဟုတ်ပါတယ်။အဲ့တော့ RPD ကဒီလိုယုတိမတန်တဲ့ယုံကြည်ချက်တွေကိုကင်တွယ်ဖို့နီးလန်းပေးထားတယ်ဆိုတော့ပထမတစ်ခုက disputing เนาะစိန်ခွာမေးခွန်းထောက်တာဟုတ်ကဲ့ disputing ကိုရဲ့အဲ့ဒီမဖြစ်မနေဆိုတဲ့အတွေးကိုပြန်ဆန်းစစ်ခိုင်းတာဟိုလက်တွေ့ကြအေးလားဗောဒီလိုဖြစ်ကိုဖြစ်ရမယ်လို့ဘယ်မှာအထောက်ထားရှိလို့လဲဒီလိုမဖြစ်ခင်ရောတကယ်ပဲဆူရွားတော့မှာလားဟွန်းอืมဒီအတွေးကကိုကိုအကျိုးရှိစေရလားအဲ့လိုကိုယ့်အတွေးကိုပြန်မေးတာအလိုလိုလက်ခံမဲ့အစားစကားပြောကြည့်တယ်လို့မျိုးဟုတ်ပါတယ်အဲ့မှာနောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက unconditional self acceptance လို့ခေါ်ရ USA ခြင်ချက်မရှိ ကိုကိုကိုလက်ခံခြင်းပေါ့ USA နော်ဟုတ်ကဲ့ဒါကကိုအမားရိအားနေချက်တွေကိုမတိချင်ရောက်ဆောင်ခိုင်းတာမဟုတ်ဘူးနော်ဟုတ်ကိုရဲ့လူဆောင်ချက်ရလက် သူများအမြင်ဘလို့ပဲဖြစ်နေပါစေလူသားတယောက်အနေနဲ့ကိုရဲ့အခြေခံတန်ဖိုးကရှိနေတယ်ဆိုတာကိုလက်ခံတတ်ဖို့ပါอืมကိုရဲ့တန်ဖိုးကလူရဲ့ပုံမှာပဲမူတည်မနေဟုဆိုတဲ့သဘောလားဟုတ်ပါတယ်ဥပမာ ငါအင်တာဗျူးကြရွားလို့ငါဟာလူညံ့မယ်ဆိုပြီးကိုကိုလုံးဝချနိုင်ဖြစ်တာမျိုး self downing ပေါ့အဲ့ဒါမျိုးကိုတိုက်ဖြတ်တာကိုယ့်ရဲ့လောက်ရကိုတော့ဝေဖန်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့တန်ဖိုးတစ်ခုလုံးကိုအဲ့ဒီလောက်ရလေတစ်ခုနဲ့ချမဖြစ်ဖူလေးကျင်တာဒါကကိုကိုကိုအဖြစ်တင်စိတ်များတဲ့သူတွေအတွက်တော်တော်အရေးကြီးမဲ့အချက်ပဲဟုတ်ပါတယ်အဲ့ဒီနေလာတဲ့စူးရင်ပူပန်မှုတွေကို တိတိတသားချောချပေးနိုင်ပါတယ်နောက်ဆုံးနီလန်တို့က exposure ဆိုတာနော်ထိတွေ့ရင်ဆိုင်ခြင်း ဒေါက်တာအဲလီကိုတိုင်လှုပ်ခဲလို့မျိုး။အင်းဟုတ်ပါတယ်။ပန်းချန်တဲ့ကမျိုးသမီးတွေကိုစကားတော့ပြောရလေချင်းကန်း။ဟုတ်တယ်။ဆိုတော့ကိုကြောက်တဲ့အခြေအနေဒါမှမဟုတ်အရာတစ်ခုခုကိုရှောင်မနေပဲနဲ့တမင်တကရင်ဆိုင်ခိုင်းတာ။မှန်ပါတယ်။လူရှိစကားပြောရမှာကြောက်ရင်ဟိုအစပိုင်းမှာလူနင်းတဲ့ရှေ့ကနေစပြောကြည့်တာမျိုးလား။ဟုတ်ကဲ့။တေးသေးလေးကနေစတာပေါ့။ဒီလိုလုံးရင်လုံးရင်နဲ့ကိုထင်ထားတဲ့လောက်မကြောက်ဖို့ကောင်းပါလားကိုကခဏရင်ရှိသားပဲဆိုတော့ကိုတိလာတယ် အဲ့ဒီအခါမှာကျောက်စစ်ကတဖြည်းဖြည်းယော့သွားရောဒါကတဖြည်းဖြည်းလင်းလို့ရမယ့်ဖြစ်စဉ်တစ်ခုပေါ့ဟုတ်ပါတယ်ဒါကြောင့်အနစ်ချုပ်ရရင်လည်းဒီအရင်မြစ်တွေကနေကျမတို့အဓိကနားလည်လိုက်တာကကျမ်းမရေးနဲ့မညီတဲ့စိုးရင်စိတ်တည်းတကယ်ပြက်တနော်အဖြစ်ပြက်တယ်မဟုတ်ဘူးอืมအဲ့ဒီအဖြစ်ပြက်တဲ့အပေါ်မှာကိုကတင်းကျပ်လို့နဲ့မဖြစ်မနေဆိုတဲ့ယုံကြည်ချက်တွေကပ်ကင်ထားတာရယ်ကိုကိုကိုတံပိုးကချတဲ့အတွေးတွေရယ်အဲ့ဒါတွေကြောင့်ဖြစ်တာ ဟုတ်ကဲ့ IEBT ကအဲ့ဒီအတွေ့တွေကိုပြန်ပြီးစိန်ခေါ်မေးခွန်းထုတ်ဖို့ disputing ကိုယ့်ရဲ့အခြေခံတန်ဖိုးကိုဘာပဲဖြစ်ဖြစ်လက်ခံတတ်ဖို့ USA နဲ့ကြောက်တာတွေကိုရင်ဆိုင်ကြော်လွားဖို့ exposure ဆိုတဲ့တကယ်လက်တွေ့ကြတဲ့နည်းလမ်းတွေပေးထားတယ်ဒေါက်တာအဲလီကိုရိုင်းကဒီနည်းတွေကိုသုံးပြီးတော့သူ့ရဲ့နှစ်ပေါင်းများစွာကြာခဲ့တဲ့အဲ့ဒီလူမှုရေးကြောက်စိတ်တွေကိုကြော်လွားနိုင်ခဲ့တယ်ဆိုတာတော်လေးအားတက်စရာပဲဟုတ်ပါတကယ်ကိုလက်တွေ့ကြတဲ့တက်တည်ပဲပေါ့ ြီးဆွေးနွေးမှုအပြီးမှာဒီဆက်ပြီးတော့တွေးစရာလေးတစ်ခုထွက်လာတယ်။အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့နေစဉ်ဘဝဒီမှာကြုံနေရတဲ့စိတ်ဖိစီးမှုတွေစိုးရင်ပူပါမှုတွေ knock ကွယ်မှာလေ။ကိုယ်တိုင်တောင်တတိမထားမိပဲကြိုက်ဆွဲထားတဲ့မဖြစ်မနေဒီလိုဖြစ်ရမယ်ဆိုတဲ့အတွေးခေါင်တွေဘယ်လောက်များများရှိနေနိုင်မလဲဆိုတာပဲ။อืมစဉ်းစားစရာပဲ။အဲ့ဒီအတွေးတွေကိုကိုယ်ကတတိတူးမိလိုက်တာနဲ့တင်ပဲ။စိုးရင်စိတ်တွေကိုစီမံခန့်ခွဲဖို့တဲ့ပထမဆုံးခြေလှမ်းကိုစလိုက်ကမျိုးများဖြစ်နေမလား။ အဲ့လေတွေးကြည့်ဟုတ်ကောင်းမယ်ထင်ပါတယ်